တနေ့ကနေ့နေ့မွေးသူအားလုံးမင်္ဂလာပါ2010ခုဇူလိုင်လ10ရက်ကနေ14ရက်တွင်တည်ရှိနေတဲ့ဒီတပတ်တာကာလအတွင်းဟာရှရနာဘုံစိုက်ကင်းတဲ့တိုက်တဲ့ကာလဖြစ်တယ်။ငွေကြေးဥစ္စာတနာဖွင့်ပြမယ်။အခွင့်ကောင်းတွေရရှိမယ်။ရှီမန်းချက်သစ်တွေကိုအောင်မြင်မယ်။ဝါဇူလာပြည့်နေ့ကနေစပြီးတော့စက်တိုက်ကောင်းတဲ့ကံပွင့်သွားတဲ့နေသားနဲ့အလိုရှိရာပြည့်စုံခြင်းဘဝတုတ်တဲ့ခြင်း ရှင်မန်းထားသောအရာတို့မှာကိုလိုသလောက်ပြည့်ပြည့်ဝဝတိုးတက်သွားတဲ့နေတန်းရှိလုံအားကြောင့်သာမကကံကြောင့်ငွေဝင်မယ်ငွေကြေးကိစ္စလုံကိစ္စလုံးစုံကိုပြောသည်မဆိုသည်မလောက်ကန်သည်မထွန်းပေါက်အောင်မြင်ခြင်းကိုမလွဲသေးကြပေါ့ကြုံမယ်အလုံးမရှိသူလှောက်လျှောက်ထားလို့ရနိုင်တယ်ငွေကြေးကိစ္စရင်းနှီးမြှုပ်နှံနေမှာမှုမှလည်းအကျိုးပေးတဲ့သဘာဝလေးရှိအောင်မြင်ကြော်ကြားခြင်းကိုရှင်းရနေမှာထင်ရှားစွာရရှိတယ် ကိုရဲ့နေမှာတော့မတော်တဆထိခိုက်မှုကနေကြီးဆက်မယ်ဖြားရနာလာလဲစတင်ဖြစ်နိုင်တယ်မပော့ဆာရဘူးဆယ်ရဲ့နေမှာအပြောင်းလဲနဲ့တယ်လန်သစ်တွေပေါ်ပြီးတော့ရတ်တန့်ထားတဲ့လုပ်တွေပြန်လဲလက်ပတ်နိုင်ခြင်းရှိလိမ့်မယ်စတရဲ့နေမှာခွေးနှမျိုးတစ်ပြိုင်နဲ့တည်းချုံမယ်စာရွက်စာတမ်းတွေပြန်လဲလက်မှတ်ရေးထိုးခြင်းတွေလုပ်ရလိမ့်မယ်သူတပားအမှုကိစ္စလိုက် ဖြေရှင်းပေးရလိမ့်မယ် စနေနေ့တနေ့တာလုံးအတွင်းကတော့ကိုမန်းနာနဲ့လက်တွေအလုံးကပြောင်းကပြန်ဖြစ်ပြီးမှအစဉ်ပြေမယ်အခက်အခဲရှိတဲ့သူတွေကိုလည်းလိုက်ဖြည့်ရှင်းပေးရလိမ့်မယ်73ရက်နေ့မှာကျမ်းမာရေးကိုဆက်ရမယ်မတော်တဆထိခဲ့မှုအန္တရာယ်ကိုဆက်ရလိမ့်မယ်အဲ့ဒီနေ့မှာအ내ဝင့်ရင်မတော်တဆညသိပ်ဖြစ်တွေ့တဲ့သတိတာအသွာလာနေထိုင်လေးလည်းကိုဆက်ရမှာပေါ့74ရက်နေ့မှာတော့ငွေကြေးကန္တလုပ်ငန်းကန္တအပေးယူကိစ္စတွေမှာ အထူးပြုပြီးတော့တတိထအနေနဲ့သူတစ်ပါးပြဿနာကိုပြဿနာဖြစ်တတ်တယ်။ဒါပေမဲ့အဲ့ဒီ14ရက်နေမှာခွက်နှစ်ခုပုံစံတူတဲ့ခွက်နှစ်ခုလက်ဆောင်ရရင်တော့အင်မတန်ထူးကြတယ်။အဲ့ဒီနေ့မှာပဲထီထိုးပေးတဲ့။ဒီရက်တွေအတွင်းမှာထူးကြတာကတော့9ရက်နေမှာမဟာယကျန်းနဲ့တိုက်ဆိုင်တဲ့နေ့ရက်ဖြစ်ပြီးကိုကိုရိုင်းမှာလည်း မတော်တဆနေထိရှက်မှုဂယုဆက်ရမယ်အနေထားရှိနေတော့သွာလာနေထိုင်ကို အထူးပြုပြီးတော့ဂယုဆက်ရမယ်အနေထားရှိတယ်။အဲ့ဒီနေ့မှာမြောက်ရက်ကိုဥတီသွားစဉ်အနည်းရှိတတ်တယ်။အချိန်ကာလအဖြစ်မနေ့7နိုင်ခွဲနဲ့နေ့7နိုင်တော်တွင်မှာ အနည်းသတိထားရမယ်။14ရက်နေ့ကငကဘော်ရက်နဲ့တိုက်တဲ့ရက်ဖြစ်တဲ့အတွက်မတော်တဆအနည်းကိုဂယုဆက်ရမယ်အပြင်ခန့်ရံပฏิပက်ကဖြစ်လွယ်တာလည်းကြုံတော့ အထူးသတိရှိရမယ်နေနေထားမှာ တွေ့ရှိရတယ်။အဲ့ဒီနေ့မှာတောင်ရက်ကိုတည်သွားစဉ်အန္တရာယ်မဖြစ်အောင်အထူးပြုပြီးသတိထားမယ်အနေထားရှိတယ်။နေ့၁၇နိုင်နဲ့တနိုင်ခွဲအတွက်မှာမတော်တဆအန္တရာယ်ကိုအထူးပြုပြီးကျူဆက်ရမှာဖြစ်ပါတယ်။နေသားသီးသီးတို့နဲ့ကံနေထားမှာတော့တနေ့ကနေနေ့မွေးသူတွေနဲ့ပတ်သက်ပြီးတော့ရန်နောက်ဆက်တွေရှိတတ်တယ်။ဒါပေမဲ့ငွေကြေးလုပ်ငန်းရရမှာလဲသူတို့နဲ့တွဲလို့အဆင်ပြေတယ်။အကောင်းဆုံးရော့ထွေနေတယ် ။တနင်္လာနေ့မွေးသူတွေကတော့ထူးကောင်းတယ်။သူတို့အကြံဉာဏ်ယူပြီးကိုလုံလုံလဲလဲအဆင်ပြေသွားမယ်။ကိုယ့်ဘော်မှာလည်းကောင်းကျိုးပေးလိမ့်မယ်။အင်္ဂါနေ့မွေးသူတွေကြောင့်ငွေကြေးကံကောင်းခြင်းလုပ်ငန်းစီးပွားတိုးတက်ခြင်းဥစ္စာဖွံ့ဖြိုးခြင်းတွေကြောင့်ပဲ။ဗုဒ္ဓနဲ့မွေးသူတွေနဲ့တွဲပြီးတော့လှုပ်တဲ့လှုပ်တရားငွေကုန်ချေးချံများသွားမယ်။ကြာသာပတိနဲ့မွေးသူတွေနဲ့ကိုယ်နဲ့ကြပဋိပက္ခဖြစ်တတ်တယ်။တောက်ကြမွေးသူတွေကြောင့်အမှုပြဒနာတည်ထားရမယ်။ခက်ရံဖြစ်တတ်တယ်။ စနေနေ့မွေးတဲ့လူမျိုးကွဲလူမျိုးကြရင်လည်းပတ်သက်ပြီးတော့ငွေကြေးဥစ္စာဒဏဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်ပါလေ။နံပါတ်၈နှစ်ခေါက်ကတန်းနေအချိုးပေးပါလေ။အပြာရင်ရောင်မိကိုရောင်နက်ပြာရောင်ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲရမှာပါ။ဒီကံလာအတွင်းယတရားနေနဲ့လည်းဖြစ်ကုသိုလ်ကောင်းမှုနေနဲ့လည်းဖြစ်ဖို့အတွက်ကတော့ဝါဇူလဖြင့်ဇူလိုင်လ၈ရက်နေ့စနေနေ့မှာ ကောင်းသောကုသိုလ်ကောင်းမှုကိုဆောင်ရွက်စေခြင်းပါလေမြန်မာဗုဒ္ဓဘာသာတို့ရဲ့ယူဆရဝါဇုလပြည်နေဟာသတိတောထွက်တမဆက်တချက်ပြာတိဟာလို့ဗုဒ္ဓရဲ့ထင်ရှားတဲ့ဖြစ်ရ၄ခုဘုဒ္ဓဝင်ဖြစ်ရ၄ခု ਨੇ တိုက်ဆိုင်နေတဲ့နေ့ဖြစ်ပါတယ်အရှင်ဗုဒ္ဓမြတ်စွာဘုရားဝါဇုလပြည်နေမှာပဲသတိယူတယ် ဝါဆိုလာပြည့်နေ့မှာတောထွက်တော်မူတယ်ဝါဆိုလာပြည့်နေ့မှာတရားဥဓမ္မဆက်ကြာကို ဟောတော်မူသလိုဝါဆိုလာပြည့်နေ့မှာပဲအင်မတန်ထင်ရှားတဲ့တကူပြာတိဟာကိုပြခဲ့တဲ့ဖြစ်ရတပြိုင်တည်းတည်းကို ပေါ်ထွန်းနေတဲ့ဒီဝါဆိုလာပြည့်နေ့မှာဝါဆိုပန်းကတ်ချေဝါဆိုသင်္ကန်းလူတန်းချင်းနဲ့ဝါဆိုဖျောင်းတိုင်လူချင်းဆိုတဲ့အကြောင်းအရာကုသိုလ်ကောင်းမှုတို့ကိုဆောင်ရွက်နိုင်ပါတယ် ရှိရနေဇူလိုင်လမှာဖះမှာသွားပြီးတော့ပန်းနေကတ်လို့ပါဖះောင်းတိုင်ထုံးပါတန်ဃာတော်တို့ကိုလည်းလှူဒန်းချင်းပြုတ်ပေးပါထူးခြားသောကောင်းခြင်းကံတွေရှိသလိုဆူတောင်းတွေလည်းပြည့်စုံနိုင်ပါလေကျေးဇူးတင်ပါတယ်